မင်္ဂလာပါပရိသတ်တို့ရေဒီတပတ် Facebook မှာဘာဒီနာမည်ကြီးနေတယ်လဲဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုတော့မြစီမာမှာပတ်စဉ်စနေနေ့တိုင်းထုတ်လွှင့်ပေးနေတာလည်းဖြစ်ပါတယ်ဒီတပတ်မှာတော့မြစီမာပရိသတ်တွေအတွက် Facebook ပေါ်ကနေရွေးချယ်ထားတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးပါမယ်ပထမဆုံးအကြောင်းအရာလေးကတော့ရဲရခန့်ငိုးဟခတ်ပါနိုင်ငံသားတရားဥပဒေရှင်အောင်ပိုစတာရှေ့မှာရိုက်ထားတဲ့ပုံကိုတင်ထားပါရယ် ကပ်ရှင်မှာရေးထားတာကတော့လွန်ခဲ့တဲ့9နှစ်ကသူ့ရဲ့အတီတယောက်ကသူ့ကိုဘတ်ဂျက်နည်းနည်းနဲ့ရိုက်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးမှာနိုင်ငံခြားသားဇက်ယုံနဲ့ပါကျင်လားလို့မေးတယ်တဲ့ဟိုတယ်လောကတော့တငယ်ချင်းတယောက်ကသူ့ရုပ်ပုံပါတဲ့ရုပ်ရှင်ပိုစတာတခုပို့လာလို့ရုပ်ရှင်ကိုရှေ့ကိုတွားကြည့်လိုက်တာအခုတော့သူ့ကိုသူ့ရုပ်ရှင်ပိုစတာထဲမှာမြင်နေရပါပြီသူရှုံးဖောက်ထားတာလေးကတော့ငါးကြောင်းနဲ့တော့ရုပ်ရှင်သွားမကြည့်ကြပါနဲ့တမိနစ်စာအခန်းလေးပဲပါပြီးတော့အစားကြောင်းနှစ်ကြောင်းပဲပြောခဲ့ရတာပါတဲ့ အောက်က comment တွေထဲမှာတော့မြန်မာရုပ်ရှင်လောကကြီးဘလောက်စိတ်ပြတ်ဖို့ကောင်းချောင်းတဲ့ရုပ်ရှင်တခုကိုပြီးပြီးရောရိုက်သွားတာလို့မှတ်ချက်ရေးထားကြပါတယ်။ဒီ post ကိုတော့ဟာဟာပေးထားတဲ့သူ16000ကျော်ရှိပြီးတော့ညဝေထားတဲ့သူက3000ကျော်ရှိပါတယ်။ကဲပရိသတ်တို့လည်းပြန်တွေးကြည့်အောင်နော်။ကိုရောကိုမမှတ်မိလိုက်ခင်ဘယ်ရုပ်ရှင်ထဲမှာပါနေပြီလဲဆိုတာမသိနိုင်ဘူးရှင်။ဝမ်းနည်းစရာဗီဒီယိုလေးတစ်ခုကိုဖွင့်ပြခြင်းနဲ့ပရိသတ်တို့ရေ လူနဲ့ခွေးလေးတွေကြားထဲကမြေတားတရားကိုဖော်ညွှန်းထားတဲ့ရုပ်ရှင်တွေလဲကဘာပေါ်မှာအများကြီးရှိပါတယ်။ဒီတစ်ခုကတော့အဲ့ဒီရုပ်ရှင်တွေလောင်းနှီးပါးကိုစိတ်မကောင်းဖြစ်ရတဲ့မြေတားတရားကိုမြင်နေရတဲ့ဗီဒီယိုဖိုင်လေးပါ။ဖုံဖုံတပါသူ့ရဲ့ခွေးလေးကိုကောင်းကောင်းစားကောင်းကောင်းနေစေချင်လို့တခြားเจ้าမှာပို့ထားခဲ့ပြီးတော့နှုတ်ဆက်စကားပြောနေတဲ့ဗီဒီယိုဖိုင်လေးပါဒီဗီဒီယိုလေးကိုရီယပ်ပေးထားတဲ့သူက9000နီးပါးရှိပြီးတော့မျှဝေထားတဲ့သူက3000ကျော်တောင်ရှိပါတယ် တီလီလေးကိုချစ်တတ်တဲ့သူတိုင်းကတော့ရင်းနှင်းအောင်ကိုခန်းစားကြရမယ်ဗီဒီယိုလေးလိုပဲပြောချင်ပါတယ်။ဒါဆိုရင်ကြည့်လိုက်ကြအောင်ပါနော်ပရိသတ်တို့ရေ။ကောင်းမှုကိုလည်းကောင်းတယ်။နော်။ဘောမဒီလားကောင်းမှုကောင်းတယ်။နော်။ကြည့်လာနော်။ကိုင်းရမယ်ရှစ်ဖို့ပေါ်ရမောလို့ပေါ်ရမယ်ကိုနော်။ဟဲ့လေ။နော်။ဖွင့်ပြန်တော့မောမီးနော်။နော်။ ကဲနောက်ထပ်အကြောင်းအရာလေးတစ်ခုကတော့အသက်ကြီးပင်မမပြတ်စည်းသေးတဲ့အချစ်တွေကိုပြနေတဲ့အကြောင်းလေးပါမိမနှစ်ပါအပြန်လဲချစ်နေကြတာကိုသမီးလေးကဗီဒီယိုလေးခိုးရိုက်ပြီးတော့ Facebook ပေါ်ကိုတင်ထားတာပါသူတင်ထားတာလေးကအယောက်တရာမှာအဖေလူလူတယောက်ပဲရှိမယ်အမေကညဘက်ဘိုက်စာလို့အိမ်မရလို့မအိမ်နေတာနဲ့အဖေက "तू မိမဘိုက်စာလို့ထင်တယ်ဆိုပြီးထားပြီးတော့ဆန်ဝစ်လုပ်ပေးတယ်တဲ့တိတ်တိတ်ချာချာဂယုတဆိုင်လုပ်ပေးနေတာနော်ဒီဗီဒီယိုလေးကိုတော့ like လုပ်ထားတဲ့သူတသိန်းကျော်ရှိပြီးတော့ ညဝေရဲသူက3000လောက်ရှိပါတယ်။ comment ကတော့3000နီးပါးရှိပြီးချစ်ဖို့ကောင်းလိုက်တာအားကျလိုက်တာလို့မှန်းထားကြတဲ့သူတွေမှလည်းအများကြီးပါပဲ။ဒါဆိုရင်ဒီ video လေးကိုအတူတူကြည့်လိုက်ရအောင်ပါနော်။ Yeah. ိသက်တို့ရေဒီတစ်ခုကတော့ပိသက်တို့သတိထားလို့ရအောင်ဂူးဆိုင်လို့ရအောင်ပြောပြချင်တာလေးပါကောင်မလေးတယောက်ကသူ့ရဲ့တငယ်ချင်း၄ယောက်နဲ့အတူအကင်သွားစားကြရင်နဲ့အကင်ကင်းတဲ့ gas မီးပေါ်က gas o ထပေါက်တဲ့အကြောင်းလေးကိုမျှဝေထားပါတယ်။သူပြောထားပုံအရဆိုရင် အကင်အိုးကအကင်တော်မကင်ရသေးဘူး။အိုးတော်မပူသေးတဲ့အချိန်ပေါက်ကွဲတာလို့သိရပါတယ်။ဝက်တာက gas မီးပေါ်ကိုလာဖွင့်ပြီးတော့ပွင့်သွားပြီးထင်နေရကနေအိုးပူမလာတာကြောင့်ပြန်ခေါ်ပြီးဖွင့်ခိုင်းခဲ့တယ်တဲ့။ အဲ့ဒီအချိန်မှာဝေတာက gas ဘူးကိုတိတိချာချာအပြုတ်တက်မလို့ပဲရှစ်တိုးနောက်ဆုံးလုပ်ပြီးပြန်ဖွင့်ပေးခဲ့တာမှပောက်ကွဲသွားတာလို့သိရပါတယ်။ကံကောင်းတာကသူတို့တငယ်ချင်းအကုန်လုံးပောက်ကွဲပြီဆိုတာနဲ့ကို့မျက်နှာကိုကာပြီးခေါင်းလွှဲလိုက်ကြတာကြောင့်ညနာလေးတွေတော့ရုပ်ပြက်ဆင်းပြက်ဖြစ်မသွားကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့စပင်မျက်ခုံးမွေးမျက်တောင်မွေးနဲ့လက်တွေမှာတော့ဒဏ်ရာတွေရခဲ့ကြတာကိုလည်းတွေ့ရပါတယ်ပြည်သက်တို့ရဲ့ ။ပြိသက်တို့လည်းကိုသွားစားတဲ့ဆိုင်က gas o နဲ့စားတာဆိုရင်တတိကြီးကြီးထားကြဖို့နဲ့ gas o သုံးတဲ့ဆိုင်တွေကလည်းအန္တရာယ်ကင်းအောင်ဘလို့လောက်ကင်တဲ့ဆိုတာကိုတိချာလေ့ကျင့်ထားကြဖို့တိုက်တွန်းလိုက်ပါရစေနော်။နောက်ဆုံးကြောင်းရကတော့ကားမောင်းရင်အန္တရာယ်ကင်းခင်းတဲ့သတိထားမောင်းစေခြင်းလို့ပြောပြပေးချင်တာပါဒီဗီဒီယိုကတော့ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တာပါတစ်ဖက်ကားလန်းကသူများလမ်းကြောင်းကိုအတင်းဝင်လာတာဖြစ်ပြီးလမ်းပေါ်မှာရှိတဲ့ platform တွေကိုလည်းဝင်တိုက်ပါရော မူးလာတာလားဘာလားတော့မသိဘူးပေါ့နော်ဒီဗီဒီယိုကိုကြည့်ရှိရတဲ့သူကတော့တသိန်းတသောင်းကျော်ရှိပြီး like လုပ်တဲ့သူက900ကျော်ရှိပါတယ်ကဲကြည့်ရှုနေတဲ့ပရိသတ်တို့လည်းဒီလိုမျိုးမဖြစ်ရအောင်ကားမောင်းမယ်ဆိုရင်သတိလေးနဲ့မောင်းကြဖို့ကိုသတိပေးလိုက်ပါရစေရှင်ဒါရီကတော့မြစီမာရဲ့ဒီတပတ် Facebook မှာဘာရင်းနာမည်ကြီးနေတယ်လဲဆိုတဲ့အကြောင်းအရာတွေပါပြည်သက်တွေအားလုံးလည်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် မြန်မာနိုင်ငံသူနိုင်ငံသားအလုံးရန်သူမျိုးငါပါအနေကနေကင်ဝေးပြီးအထူးသဖြင့်ဖက်စစ်စစ်တပ်အနေကနေကင်ဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။